ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မနေ့မှာရှင်ပြန်ခဲ့ရတဲ့ Joshua Pan နဲ့ Rivalry ရဲ့ပွဲစဉ်ကတော့သမိုင်းမှတ်တိုင်တစ်တွေစိုက်တူသွားခဲ့ပြန်ပါပြီအဲ့ဒါကတော့ရှင်ဖိုက်တာလေး Joshua Pan နဲ့ Ranking 1 Fighter Rivalry ရဲ့ပွဲစဉ်ဟာ UFC သမိုင်းကြောင်းတစ်လျှောက်အပြန်အလှန်လက်သီးထိုးချက်အများဆုံးပွဲစဉ်ဖြစ်တယ်ဆိုတဲ့မှတ်တမ်းပါပဲခင်ဗျာအခုမတိုင်ခင် UFC ပြိုင်ပွဲရဲ့သမိုင်းမှာ ဖိုက်တာနှစ်ယောက်အပြန်အလှန်လက်တီးချက်ရည်စုစုပေါင်း344ချက်ထိုးတဲ့ပြိုင်ပွဲရဲလို့တပွဲမှောင်မရှိခဲ့ဘူးခင်ဗျဒါ Rival နဲ့ကျွှော်ရံပွဲစဉ်မှာတော့အဲ့လိုဖြစ်ပြသွားခဲ့တယ်ဒါကြောင့်လဲ USC ပြိုင်ပွဲရဲ့သမိုင်းကြောင်းတစ်ချောင်းမှာပွဲစဉ်တပွဲအတွင်းလက်တီးချက်ရည်အများဆုံးပွဲစဉ်အဖြစ်မှတ်တိုင်စိုက်ထူသွားခဲ့တာဖြစ်ပါတယ်ဒီနေ့ပွဲစဉ်ဟာတကယ်လဲပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ် ပြိဿအားလုံးကမှတ်ချက်ပေးထားတာကိုကြည့်လိုက်ရင်ရင်သက်ရှုမဖြစ်ခဲ့ရတဲ့ပွဲလို့လည်းမှတ်ချက်ပေးထားတယ်ကျွန်တော်မြင်တွေ့ရတယ်။နောက်ပြီးတော့တချို့ဆိုရင်စက္ကန့်မလတ်ဘာများဖြစ်သွားမလဲ။ဘာပြောင်းလဲများဖြစ်သွားမလဲဆိုတာကိုသိကွင်းရကျင်တာရဲ့လက်လွတ်သွားမှစိုးရိမ်နိုင်အကြောင်းရဲ့နဲ့တောင်မခတ်ပဲကြည့်ခဲ့ရတဲ့ပွဲမျိုးဖြစ်တယ်လို့တော့မှတ်ချက်ပေးထားတယ်တွေ့ခဲ့ရတယ်ခင်ဗျ။တချို့သောနိုင်ငံရဲ့ရှာစီယာဖိုက်တာတွေကဆိုရင်လည်းဘာထပ်ပြောထားလဲဆိုတော့ အရန်ကောင်းတဲ့အပြင်ဒီပွဲဟာ fight of the year ပဲလို့တော့ပြောထားပါတယ်နောက်ဆုံးမှာတော့ UFC ကလည်း Joshua Ban နဲ့ Rival ရဲ့ပွဲစဉ်ကို fight of the night အဖြစ်ရွေးချယ်ပေးလိုက်တယ် fight of the night ရွေးချယ်လိုက်တဲ့အတွက် Joshua Ban နဲ့ Rival တို့ဟာတယောက်ကို American Dollar 5000စီ bonus အကျိုးခံစား권လည်းရရှိသွားခဲ့ပါတယ်ခင်ဗျအဲ့တော့ Joshua Ban ဟာဒီပွဲအပြီးမှာတော့ရှေ့လာမယ့်ပွဲစဉ်ရောက်ရင် သူနဲ့ရင်ဆိုင်ရမယ့်ပန်တိုဂျာနဲ့ case ထဲမှာရင် face off မျက်နှာချင်းဆိုင်ခွင့်ရသွားခဲ့တယ်။ရှီလာယံပွဲစဉ်ကကျေရှောပန်အတွက်ရှီကဘတ်စင်ကောပွဲဖြစ်လာပြီ။အဲတော့ပန်တိုဂျာကိုအနိုင်ရရင်ကျေရှောပန်ဟာချန်ပီယံသစ်ဖြစ်လာမှာပေါ့လေ။ဘာပြောအချိန်တိုအတွင်းမှာကျေရှောပန်အတွက်ကပတ်လူပဲထိုးခွင့်ကလမ်းပွင့်သွားခဲ့ဖြစ်ပါတယ်။ပြောမှဆိုရင်ကျွန်တော်တို့ game ကစားရတဲ့ပုံစံနဲ့ပြောမှဆိုရင် jackpot ပွင့်သွားမျိုးဖြစ်သွားတယ်ပေါ့လေ။ကျေရှောပန်အနေနဲ့အခွင့်အရေးကို အမိရဖမ်းဆုပ်နိုင်ပါစေဆိုတာရယ်နောက်တစ်ချက်ကတော့ UFC ပြိုင်ပွဲတမန်ကြောင်းတစ်လျှောက်မှာတခါမှမရှိခဲ့ဘူးတဲ့ပွဲစဉ်တစ်ပွဲအတွင်းအပြန်အလှန်လက်တီထိုးချက် အများဆုံးဆိုတဲ့စံချိန်ကို Rival နဲ့ Joshua Ban ပွဲစဉ်ကရရှိသွားတယ်တမိုင်းတစ်ခုရေးထိုးသွားတဲ့အတွက်ဂုဏ်ယူဝင်မြောက်ပြည့်ရဲ့အကြောင်းတင်ဆက်ပြပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာကြည့်ရှုအားပေးပြည့်တဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ